ကိုကိုကိုအယောင်တစ်ခုလို့မြင်ကြည့်ပါလူတိုင်းရဲ့ favorite ကလာတော့ဖြစ်မှာမဟုတ်ဘူးဒါပေမဲ့တရက်မှာတော့လူတွေရဲ့ပကြီးကားတစ်ခုတည်းကလူနေတဲ့အယောင်တစ်ခုကိုပြီးပြည့်စုံအောင်လုပ်ပေးနိုင်တဲ့လူတစ်ယောက်ဖြစ်နေပြီဥပိ္ပခာပြုတ်တ်ဖို့လည်းလေ့လာထားပါဒါဟာငြိမ်းချမ်းမှုကိုရဖို့အတွက် အကြီးမားဆုံးသောလမ်းတစ်ခုပဲ ယူသားချင်းဆိုတာက relationship တစ်ခုမှာရည်လိုပဲအယောင်မရှိဘူးပုံသဏ္ဍာန်မရှိဘူးဒါပေမဲ့ဘဝအတွက်သိကိုအရေးကြီးတယ်ကောင်းတဲ့အရာတွေကယုံကြည်တဲ့သူတွေစီကိုရောက်လာမယ်ပိုကောင်းတဲ့အရာတွေကစိတ်ရှိတဲ့သူစီကိုရောက်လာမယ်အကောင်းဆုံးအရာတွေကတော့အရှုံးမပေးတဲ့သူစီကိုရောက်လာလိမ့်မယ် ဘဝမှာစွမ်းအားအကြီးဆုံးအရာကတော့အခြေအနေတွေကိုပြောင်းလဲပြစ်နိုင်လောက်အောင်အရေးချင်းရှိတဲ့အတွေးတွေပဲအဲ့လိုအတွေးတွေမျိုးသာကိုမှရှိရင်ကိုဟာ စွမ်းအားအကြီးဆုံးလူသားဖြစ်နိုင်မယ်ကိုရဲ့ဘဝပုံမြင်ကတချို့လူတွေရဲ့ဘဝတကားတွေကိုဖွင့်ပေးနိုင်တယ်ဒီတော့ကိုရဲ့ဘဝပုံမြင်ကိုတခြားသူတွေမျှဝေရတာကြောက်မနေပါနဲ့မျှဝေလိုက်ပါ ဘဝဆိုတာကတေး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 လေးတွေကိုစုထားတဲ့အရာပဲဒီတော့ကိုက ကောင်းတဲ့တေး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 လေးတော့အရာတွေကိုသာစုထားမယ်ဆိုရင်ကောင်းတဲ့ဘဝကိုရမှာပေါ့တချို့သူတွေကြတော့ကိုကအမြဲတမ်းအောင်မြင်နေလိမ့်မယ်အမြဲတမ်းချမ်းသာကြွယ်ဝနေလိမ့်မယ်ထင်ပြီးတော့မှ မောက်မာတတ်ကြတယ်ဒါဟာတိကိုမာတာပဲဘာကြောင့်လဲဆိုတော့ဘဝဟာအနည်းအမြင့်အတက်အကျတွေနဲ့ ပြည်နေတဲ့နေရာဖြစ်လို့ပဲမနဲ့လင်းလာတဲ့အခါမှာကိုအိတ်ထားတဲ့အေးရလေးကိုခောက်တတ်တဲ့အလေးချိန်ကိုလို့ပါကိုရဲ့အေးရလေးကိုကိုဟာတက်တက်ရဲ့ရဲ့ခောက်ထားလိုက်ပြီဆိုရင်ကိုရဲ့စိတ်ထဲမှာငြိမ်းချမ်းသွားလိမ့်မယ်ပြီးရင်တခြားသောအရေးကြီးတဲ့အရာတွေကိုလည်းလုပ်ရမှာကြောက်မှာမဟုတ်တော့လောကမှာစင်ကြီးတွေပေးတာတော့ဆိုးတဲ့ခြေနေမရှိဘူး ။ဘာကြောင့်လဲဆိုတော့မလုံချင်တဲ့သူတွေကမလုံနိုင်တဲ့သူတွေကစင်ကြီးတွေပဲအများအားပေးတယ်။လုံနိုင်တဲ့လုံချင်တဲ့သူတွေကြတော့အများတန်းရလက်တွေကိုချပြတယ်ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေများသာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိဆွေတွေဟာလည်းဒီတစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်